purified drinking water. နိုင်ကူညီမှုတင်းရံကမှာဖွင့်လှစ်လိုက်တဲ့ဒီကြောက်ကက်ဆေးရုံမှာတော့ဆီယံဝင်6ယောက်နဲ့တူနာပြုဆီယံမ9ယောက်တို့ကနေပြီးဂျာမနီနဲ့ဂျပန်ကကြောက်ကက်တန့်စင်တဲ့ဆက်ဆဲလုံးနဲ့နိုင်စဉ်ဝေဒနာရှင်တွေကိုလက်ခံကုသပေးသွားမှာဖြစ်ပါတယ်။ ကြောက်ကက်သေးတဲ့အခါငွေကြီးကုန်ကျမှုတက်တာဖို့နဲ့တိတိယယောက်ကုသပေးနိုင်ဖို့လူနာတယောက်ကိုတပတ်နှစ်ကြိမ်ကြောက်ကက်ဆေးပေးနေတယ်လို့တစ်ကြိမ်ဆေးရင်ကျပ်2000လောက်ပဲကုန်ကျမှာဖြစ်ပါတယ်။ဒီဒုက္ခကြောက်ကက်ဆေးရုံကိုတနင်္ဂနွေကလွဲပြီးကျန်တဲ့ရက်တွေမှာမနက်9နာရီကနေညနေ9နာရီထိဖွင့်လှစ်ပေးထားပါတယ်။တစ်ကြိမ်မှာလူနာ6ယောက်ကိုလက်ခံနိုင်ပေမဲ့နောက်ပိုင်း20လောက်ထိလက်ခံကုသပေးနိုင်မှုဆောင်ရွက်မယ်အကြောင်းခုလိုပြောပါတယ်။ကြောက်ကက်တန့်စင်တဲ့ဌာနအနေနဲ့ဆက်နဲ့ဆရာဝန်သူနာပြုမလုံလောက်မှုတွေရှိလို့ လူနာ20လောက်ကိုဒီကြိမ်ထဲမှာမကုသပေးနိုင်သေးပေမဲ့နောက်ပိုင်းမှာတော့တိုးချဲ့လှုပ်ဆောင်နိုင်မယ်လို့ဒေါက်တာလှအောင်ကပြောပါတယ်။ အဲဒီမှာကုသနယ်လူမှာတော့ဒီ16ရောက်ရှိပေါ့နော်ဒါမှတပြေးပြေးချင်းဒီမှာဒီကျောက်ကသွေးတန့်စင်တဲ့လူနာဒီချိန်ထဲမှာအယောက်20ကြီးလုံနိုင်တဲ့အဆင့်ရောက်အောင်တပြေးပြေးချင်းပို့ပြီးတော့လူနာတွေလက်ခံသွားမှာပေါ့အခုကတော့လောလောဆယ်ကတော့ဒီကျောက်ကသွေးတန့်စင်ဆက်တွေရတယ်မလုံလောက်သေးဘူးသူနာပြည့်တွေရတယ်မလုံလောက်သေးဘူးအဲတော့လောလောဆယ်ချက်ချင်းအယောက်20တချိန်ကိုမလုံနိုင်သေးဘူးအခုကတချိန်မှာ6ပဲလုံနိုင် ိုင်လေးဒါပေမဲ့တဖြည်းဖြည်းချင်းချဲ့သွားမှာဖြစ်ပါမယ်ဒီဌာနကိုဖွင့်လှစ်လိုက်တာဟာငွေကြေးကုန်ကြမှုတက်တာတာမို့စိတ်ဖြည်းစည်းမှုတွေမရှိတော့ဘူးလို့ဆိုလာသူကလူနာရှင်ဒေါ်ဆန်းဆန်းထေပါ အစီအမေဆက်ဆက်ရရပေါ့ငွေကြေးရောဒီငွေကြေးတက်တာသွားတဲ့အတွက်လူနာတွေမှာစိတ်ဖြစ်စီမှုလုံးဝရောက်လာတာပေါ့စိတ်ချမ်းသာလာတာပေါ့နော်အရင်ဆိုရင်တော့ကြောက်ကတခါစိတ်ခံနေကြရင်ဒီငွေကြေးအတွက်စိတ်ဖြစ်စီမှုရှိတယ်ပေါ့အခုဆိုရင်တော့အကုန်လုံးစင်ပြေသွားတာပေါ့ဟုတ်ကြောက်ကဝေဒနာရှင်တွေရရှိမှကြောက်ကဆေးဖို့မလွယ်ကူတာမဟုတ်လူနာရှင်တွေတက်တာစီစေတနာအလှူရှင်တွေပေါ်မူတည်နေတယ်လို့ဒေါ်အေယာမမုံကထောက်ပြပါဗျာ ကြောက်ကဲဆေးရပြီဟေးဆိုလို့ရှိရင်ငွေကြေးပြည့်စုံတဲ့မိသားစုတောင်ရေရှည်မှမလွယ်ပါဘူးညီမလေးအရန်ကိုကုန်ပါလေ။ तू ကထောက်လျှောက်ဆေးရတာဖြစ်တဲ့အတွက်အပြင်မှာဆို9000ငွေ6000လောက်ကအနည်းလေးပေးရတယ်ပေါ့နော်။အနည်းလေးပေးရတဲ့အခါမှာအမတို့နိုင်ပြည်မှုတင်းရန်ကုန်ဒုက္ခကြောက်ကဲတန်းတဲ့ဌာနအနေနဲ့2000ခွဲပေါ့လူနာတွေကိုစရိတ်မျှပြီး2000ခွဲကိုကျန်တဲ့ဟာတော့အလှရှင်တွေနဲ့အမတို့ဝိုင်းဝန်းပတ်မှုကြတဲ့စေနာဆရာဝန်တွေနဲ့ကြောင့်အမတို့2000ခွဲနှုန်းနဲ့ကြောက်ကဲဝင်နာရှင်တူကိုစေတူကို2000ခွဲနှုန်းနဲ့တစ်ချိန်မှာပေါ့နော်ဆေးပေးတယ်။ပြီးလို့ရှိရင်အမတို့သွေးရတိုးဆေး2000ကဲ ဲ့တန်မိုးရှိတဲ့ဟာကိုနှစ်ကြိမ်ထိုးပေးတယ်တလမှာပေါ့နော်အဲ့ဒါလေးတို့အမားတို့လုပ်ပေးတယ်ဒါပေမဲ့လူနာတွေရဲ့သက်တာအောင်နဲ့အဆင်ပြေအောင်အတွက်ကတော့အမားတို့ကအလှရှင်နေပုံမှာအများကြီးမှုတည်ပါတယ်ဟုတ်ကဲ့နာယီကုညမှုတင်ရန်ကုန်ရဲ့ဒုက္ခဆေးကမှာတော့ကြောက်ကဝေဒနာရှင်ပေါင်း2000အတွက်သွေးအားတိုးစေတွေကိုတလနှစ်ကြိမ်ခမဲ့ထိုးပေးနေပါတယ်